ရုပ်ရည်တည်ဆုံခဲ့ရတဲ့ဇနီးဖြစ်သူအထွတ်ဖြေမစင်နိုင်တဲ့ဂူကွန်ယောပြီးခဲ့တဲ့ရက်ပိုင်းကထိုင်ဝမ်မီဒီယာနဲ့နှိစက်သူတဦးကဂူကွန်ယောကဝန်ထဲပူဆွေးနေစေဖြစ်ပြီးတော့နေတိုင်းမျက်ရည်ချနေတယ်ဆိုပါရင်အခုလိုဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့သူအထွတ်ကတော့တုံလို့ချောက်ချောင်းမှုကနေပြန်မထနိုင်သေးဘူးလို့သိရပါတယ်။ဘေးရတငယ်ချင်းတွေတောင်ဂွန်ကျွန်ယော့နဲ့ဘာဘီဆုအကြောင်းပြောနေရင်းနဲ့နှစ်ယောက်စလုံးမျက်ရည်တွေမထိန်းနိုင်အောင် ဖြစ်ခဲ့ရပြီးတော့ ခုကျွန်ညောဟာဆိုရင်တော့အခုချိန်ထိမစားမတော့ပဲနေနေတဲ့အတွက်တိတိတသာကိုအလေးချိန်ချသွားတဲ့အထိခံစားလို့နေပါတယ်အခုလိုလိုရက်ကဂျမားရီထိခိုက်လာနိုင်တဲ့အပေါ်စိုးရိမ်မှုတွေရှိနေတဲ့သူပတ်ဝင်ချိန်ကအသည့်မိတ်ဆွေတွေနဲ့တငယ်ချင်းတွေကဖြောင်းဖြားပေးခဲ့ပေမဲ့လည်းအဆင်မပြေခဲ့ပါဘူးအရင်ကသူဟာအမြဲတက်ကြွတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ အပြုသဘောဆောင်တဲ့ကိုရီကိုသွေးကြောင့်နာမည်ကြီးခဲ့တဲ့အတွက်ဒီဖြစ်ပျက်ကသူ့အပေါ်မှာစူးစူးရွာတက်ရောက်မှုရှိမှအသေးစားပါပဲ။နောက်ပြီးသူစီစဉ်ထားတဲ့အလုံရှောင်းမှုအားလုံးကိုဖျက်သိမ်းလိုက်ပြီးတော့ဒီစီဖြော်ပြပွဲပြန်စားဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာကုစားဖို့အချိန်တစ်ခုလိုအပ်နေတာပဲဖြစ်ပါရဲ့ရှင်။